ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့မက်ဆီတို့အမေရိကန်သမိုင်းမှာဒူးဆက်နဲ့နေပြီးအပြည့်ရှင်းနိုင်တဲ့ပျော်ဆုံးမှုတစ်ခုအကြောင်းကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အချိန်ဆက်ဝိုင်းကတော့နောက်တစ်ခုနှစ်စက်တင်ဘာ17ရက်မတိုင်ခင်လေးစီပြင်ပြပြီးယူယောမျိုးမှာတောက်ွယ်သွားတဲ့မျိုးသူတူရဲ့လူဝတ်စံကျဲလုံးနဲ့ဖြစ်ရက်ကိုတူတူကျွန်တော်တို့ဖော်ထုတ်ကြည့်ရအောင်ဖပေါင်းတစ်ခုနှစ်စက်တင်ဘာ17ရက်မတိုင်မီတရက်အလိုမှာ ညူယောက်မြို့ရဲ့မဟန်တန်သူနာပြုဆရာမတော်ဦးဖြစ်တဲ့စနီယာအန်ဖီလစ်ဟာသူ့အိမ်ကနေထွက်သွားပြီးတဲ့နောက်အတူမှသူမကိုနောက်ထပ်မမြင်တွေ့ရတော့ပါဘူးနောက်တနည်းမှာတော့ကဘာတဝန်းလုံးကိုပြောင်းလဲစေခဲ့တဲ့ကိုမြင့်ဆောင်စက်တစ်ဆိုတဲ့ခေါင်းဆောင်ကြီးဖြစ်ပေါ်ခဲ့ပါတယ်စနီယာကအိန္ဒိယနယ်ပွားမိသားစုကဆရာဝန်အကြောင်းသူတူဦးဖြစ်ပြီးတက်ကြွပြီးဖျက်လက်တဲ့မတမီတူဦးလည်းဖြစ်ပါတယ် သူမနဲ့သူမခင်မုန်းဖြစ်သူရွန်လို့ဟာမန်တန်ရဲ့အထက်မြင့်အဆောက်အုံတစ်ခုမှာနေထိုင်ကြပါတယ်။သူမကိုနောက်ဆုံးမြင်တွေ့ခဲ့ရတာကတော့စတင်ဘာလ10ရက်ညနေပိုင်းမှာဖြစ်ပါတယ်။ Department Store ဆိုင်တစ်ခုမှာအရောင်းဝန်ထမ်းလူငယ်လေးတူနဲ့အတူအဝတ်အစားဝယ်နေခဲ့တာပါ။ဒီလိုနဲ့စနီဟာတနေ့တလုံးအင်ကိုပြန်မြောက်လာခဲ့တော့သူမရဲ့ခင်မုန်းရောကလည်းဖုန်းခေါ်ကြည့်တဲ့အခါအား ိမ်နဲ့၃မိုင်အကွာမှာ၁၀တောက်ပါတခုပါဖုန်းဆက်ဖွင့်လာတဲ့အချက်ပြောင်းမှုပဲရှိခဲ့ပါတယ်။နောက်တနေ့မှာ World Trade Center ထဲမှာအလုံးလုံးတဲ့သူတွေထဲမှာလည်းစနီဟာကိုဘယ်သူမှမတွေ့ကြရပါဘူး။အချို့ကတော့စနီဟာကဦးမြင့်ဆောင်ဆက်တဲ့တိုက်ခိုက်မှုဖြစ်စဉ်နဲ့ဆက်ဆက်ပြီးကယ်လယ်ဖို့ပြေးသွားခဲ့ရတာလည်းဝယ်လွန်သွားခဲ့တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့သူမရဲ့အမိကတော့စနီဟာရဲ့တကူရီဘဝမှာ စိတ်ဖြည့်ဆည်းမှုတွေနဲ့ပြဿနာအနည်းငယ်ရှိခဲ့တယ်လို့ဝန်ခံထားပါတယ်အချို့ကတော့သူမဟာအတိတ်ကစိတ်ဖြည့်ဆည်းမှုတွေကြောင့်တယောက်တည်းထွက်ခွာသွားပြီးကြောက်ဆုံးသွားခဲ့တယ်လို့ယူဆကြပါတယ်ဒါပေမဲ့သူမရဲ့နောက်ဆုံးလှုပ်ရှားမှုတွေလုံခြုံရေးကင်မရာမှတ်တမ်းတွေဒီနေရာမှတ်တမ်းတွေဘယ်တစ်ခုမှထပ်မံပြီးရှာမတွေ့ခဲ့ပါဘူးအချိန်ချင်းတောင်းဆိုမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့စနီဟာရဲ့မိသားစုကသူမကိုပုံမြင်ဆုံးစစ်တပ်တိုက်ခိုက်မှုအတွင်း ဝန်ထမ်းသွားသူစီရင်နဲ့ထည့်သွင်းပေးဖို့တောင်းဆိုခဲ့ကြပါတယ်။အစပိုင်းမှာညင်ပဲ့ခံရပေမဲ့2012ခုနှစ်ညူယောက်ပြည်နယ်တရားရုံးကသူမကိုတကယ်ပျော်ဆုံးသွားသူတူအဖြစ်တရားဝင်သတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့ဒီကိစ္စကတော့ယနေ့တိုင်မဖြေရှင်းနိုင်ပြီပဲရှိနေသေးပဲဖြစ်ပါတယ်။စနီယာအန်ဖီလစ်ရဲ့ပျော်ဆုံးမှုကနောက်ဆုံးမြင်တွေ့ခဲ့ရတဲ့အချိန်ကစလို့လျှို့ဝဲစမ်းကြလွန်လာပြီ။ခြောက်ချားเสียညညလိုပါပဲ။ ူမဘယ်လန်းကိုဆက်သွားခဲ့တာလဲ။အားကြောင့်ပျောက်ွယ်သွားရတာလေ။ကိုမျိုးဆောင်17ဟာ သူမရဲ့ဘဝနဲ့ဘလူများဆက်ဆက်နေပါတလေ။မိတ်ဆွေတို့လည်းလူကြီးတွေကပြည်တယ်ဆိုရင်ပြောပြပြီးခဲ့ကြပါဦး။တခါတလေမှာအဖြေဟာအစွန်တူရဲ့မှတ်ညံနေမှာပဲ။မောင်မိုက်နေတတ်ပါလေ။နောက်ဆင်ပြီးခဲ့ကြတဲ့ပရိသတ်ကြီးမဖေဟာစနီယာအန်ဖီလီယစ်ရဲ့ကြောက်ဆုံးမှုကတော့စနီအချိန်ထိမေကုံပေါင်းများစွာနဲ့ကြံ့ရင်နေစေဖြစ်ပါရဲ့။ ကိုမြင့်ဆောင်၁၁လို့ကဘာကိုတုံထုပ်စီခဲ့တဲ့ဖြစ်ရကြီးရဲ့အရေးအောက်မှာကြောက်ွယ်သွားခဲ့တဲ့သူမရဲ့အဖြစ်ပြက်တကယ်ကိုရင်းနှင်းစရာကောင်းလာပါတယ်။နောက်ဆုံးတော့သူမဘဲကိုရောက်သွားလဲပါရီဆက်ဖြစ်ခဲ့တဲ့ဆိုတာဘသူမှတိတိကျကျမပြောနိုင်သေးပါဘူး။ဒီရှင်းနိုင်တဲ့ဖြစ်ရမှန်တွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်နောက်ဗီဒီယိုလေးမှာလည်းပြန်လည်ဆုံတွေ့ချင်ပါသေးတယ်။မအဆင်ပြေကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်။